အပိုင်းလေးအခန်းခွန်သူကိုယ်သူအထင်ကြီးပါစေနယူးယောက်မြို့စကားစတေးရဘရူးစတာလန်အမှတ်195နေကျွန်ုပ်ဤမိတ်ဆွေဖြစ်သူမစ္စစ်အာနက်စ်ဂျင်တီအစီကံမိန်းကလေးတယောက်ကိုအိမ်တွင်ခိုင်းရန်ငှားလိုသည်ဖြင့်တငယ်မကလေးတဦးအားရှေ့လာမီတင်းလာနေတွင်အိမ်အရောက်လာခဲ့ရန်မှာကြားလိုက်ထိုတော်တွင် မစ္စစ်ဂျင်သည်ထိုတငယ်မကလေးရှိကအလုပ်လုပ်ခဲ့ဘူးတော့အိမ်တိန်တို့ထိုတငယ်မရဲ့အကြောင်းကိုတယ်လီဖုန်းနဲ့လှမ်း၍စုံစမ်း၏ကြားရသောသတင်းမှာစိတ်ကြေနပ်ဖွယ်ရာမရှိချေတနင်္လာနေ့သို့ရောက်၍အစီကံမကလေးသည်အလုပ်ဆင်းသောအခါနယ်လီယေညီအရင်တုန်းကနေခဲ့ဘူးတဲ့အိမ်ကိုတနေ့တုန်းကတယ်လီဖုန်းနဲ့လှမ်းပြီးတော့ညီเจ้าကိုငါမေးကြည့်တယ်အဲ့ဒီအိမ်က မိန်းမကြီးက ညီဟာယိုးလဲယိုးပါရဲ့တဲ့စိတ်လဲချရပါရဲ့တဲ့အချက်ပြုတ်လဲကောင်းပါရဲ့တဲ့ကလေးတွေကိုလဲအထင်းကောင်းပါရဲ့တဲ့တို့ပဲညီဟာ ပေပေကြံကြံနဲ့နေတတ်တယ်တဲ့နောက်ပြီးတော့အိမ်တွေဘာတွေကိုလဲတတ်နိုင်ရှင်ရှင်မထားရဘူးတဲ့ခုညီကိုမြင်ရတော့ဒီမိမဟာညီပေါ်မှာမဟုတ်မတရားပြောတယ်လို့ငာယူဆတာပဲကဲကြည့်လေ ညီးဝတ်ထားတဲ့ဝက်စားတွေကလည်းတက်တက်ရရရှိတယ်ဓာတ်ကိုဘယ်သူမှဆိုမြင်နိုင်တာပဲညီးကိုညီးတက်တက်ရရနေသလိုအိမ်ကိုလည်းတက်တက်ရရထားမယ်လို့ငါတော့လောင်းရဲတယ်အေးညီးနဲ့ငါတော့တဲ့မှာပဲအေးအဆရှိတဲ့ဖြင့် Mrs. Jin သည်အစီကံမကလေးနယ်လီကို ပြောပြ၏တဲ့မြူပြောတဲ့အတိုင်းကောင်းစွာတဲ့ကြ၏ Mrs. Jin က ်ချီးကျူးထားသည့်အတိုင်းအမှန်ဖြစ်စေရန်တနည်းလျင် တနာရီလောက်ပို၍အိမ်ကိုရှင်းလင်းအောင်လုပ်ပေးရလင်လေလုပ်ပေးမည်ဖြစ်၏ထို့ကြောင့် Mrs. Jane အိမ်သည် ဖိတ်ဖိတ်တောက်လျက်ရှိလေသည် ရေဘူးရအပြင်လူများကသူတို့ကိုအထင်ကြီးနေလင်းတော်၎င်းသူတို့၏စွမ်းဤတက်သည့်တစ်ခုကိုတင်ကိုယ်တိုင်ကအထင်ကြီးနေသည့်အကြောင်းကိုပြလျင်တော်၎င်းတင်ခိုင်းစရာကိုလွယ်လွယ်နှင့် လိုက်နာဆောင်ရွက်တတ်လေသည် Bolton Locomotives အလုံယုံကြီး၏မန်နေဂျာဖြစ်သူ Samuel Bogling ကထုတ်ဖော်ပြောဆိုဘူးလေသည် အတိုးချုပ်ပြောရမည်ဆိုတော့လူတအူးဦးကိုမိမိအလိုရှိသောကိစ္စတစ်ခုခုနဲ့ဆက်လင်း၍စွမ်းစွမ်းတမန်ဆောင်ရွက်စေခြင်းလျင်ထိုကိစ္စမျိုးကိုဆောင်ရွက်ရ၌ထိုသူသည်အထူးကျွမ်းကျင်သည်ဟုတော့အနေမျိုးသို့ရောက်အောင်ပြောပါလေ ်တင့်ကိုမှာတမာရမရှိလျင်ရှိခြင်းအောင်ဆောင်ပါဟု၍ရှေးစပီးယားကပြောခဲ့ဘူးလေသည်တမာရမရှိသောလူတဦးတယောက်၌တမာရရှိစေခြင်းလျင်ထိုသူ၌တမာရရှိသည်ဟုယူဆပြီးလျင်ဤကဲ့သို့တမာရရှိသည်ဟုယူဆကြောင်းကိုပွင့်ဝင်လင်းလင်းထုတ်ဖော်ပြောဆိုရလျင်မကောင်းပေဘူးလားတစ်ဖက်သားကိုသိတိတင်ပေးပါထို့သို့သိတိတင်ပေးသည့်အတိုင်းအမှန်ဖြစ်အောင် ထိုလူသည်အစွမ်းကုန်ကြိုးစားပေလိမ့်မည်။မိယတာလက်နှင့်ကျွန်ုပ်နေထိုင်ခဲ့ရပုံစာအုပ်ထဲတွင်အလွန်ဆင်းရဲလာသောဘယ်ဂျီယန်သောသူမလေးတို့၏အံ့ဩလောက်အောင်ပြုပြင်ပြောင်းလဲလာပုံကိုဂျော့ဂျက်လီဘလမ်စာရေးဆရာမကြီးသည်အောက်ပါတိုင်းရေးသားခဲ့ပူလေသည်။အနီးနားရှိဟိုတယ်ဆိုင်ဒီဇိုင်းမှတငယ်မလေးတို့သည် ကျမထံသို့စားဝယ်တောက်ဖွင့်များယူလာလေသည်။ သူ့နာမည်မှာပကန်းစေးသူမာကလေးမေရီဘန်ဖြစ်လေသည်အဘယ်ကြောင့်ဤကဲ့သို့ခေါ်သည်နည်းဆိုတော့အိမ်တအိမ်ဤမိဖို့ကြောင့်တွင်ပကန်းစေးခြင်းဖြင့်အလုဆာ၍လောက်ကင်ခဲ့ဘူးတော့ကြောင့်ပဲဖြစ်လေသည်ထိုတငယ်မကလေးဒီမျက်စီကလည်းဆွေးခြေကလည်းကောက်နဖူးလည်းမောက်လျက်ရှိရသည့်အထဲတွင် စိတ်ထားကလည်းလွန်ဆိုးသည်ဖြင့်ဘလူးမကလေးတစ်ပွဲထင်မှတ်ရ၏တနေ့တစ်နေ့ကျမဖို့ မိုးဟင်းကားပကံကို သူဤညီချမ်းသောလက်ထဲတွင်ကင်လျက်ရှိစဉ်မေရီညီကိုထဲမှာအဖိုးတိုက်အဖိုးတန်ကြောက်ကောင်းယတနာတွေရှိတယ်ဆိုတာလဲညီမသိဘူးဟု၍ကျမကပြောလိုက်ထိုစကားကိုကြားသောအခါလက်ထဲကပကံပြားလွတ်ကျသွားပြီဆိုသောကြောင့်မေရီသည်မိမိလက်ကိုနိုင်နိုင်ထိန်းထားရ၏ထို့နောက်မေရီသည် ပကံပြားကိုစပွဲပေါ်တွင် အသာတင်ထားလိုက်ပြီးလျှင်တက်မကြီးချ၍ ရှေးတုန်းကကျမကိုကျမအလကားပဲလို့အောက်မေ့မိခဲ့ဘူးတဲ့ဟုပြန်ပြောဤကျမဤပြောဆိုချက်ကို သူသည်အနည်းငယ်မျှတန်တရားမဖြစ်ချေထို့ကြောင့်ဟုတ်မှာဟုတ်ရလားဟု၍ပြန်လန်စစ်စစ်မေးမြန်းခြင်းကိုပဲမလုပ်တော့ပဲသူ့အိမ်တို့ပြန်သွားပြီလင် ကျမပြောလိုက်သောစကားများကိုစမြုပ်ပြန်လျက်ရှိထိုနေ့မှစ၍သူတံဘုတ်ကိုသူအလွန်အကျွံယုံကြည်လျက်ရှိသောကြောင့် ရှေးခါကသူ့ကိုမထီမဲ့မြင် ပြီးတော့သူများနဲ့လောင်ပြောင်ကြတော့သူများကိုပင်လျင်ရှေးခါကဲ့သို့မပြူရဲကြတော့ယုံသာမက သူ့ကိုပင်အနှဲငယ်ရေးတယ်ယူပြူလာကြရ၏ထူးဆန်းအံ့ဩပဲအကောင်းဆုံးသောအချက်မှာအခြားမဟုတ် ထိုနေ့မှအစာပြူ၍မေရီ၏ရုပ်ဤယူပကာပါတမျိုးတစ်ပုံပြုပြင် ပြောင်းလဲလာခြင်းပင်ဖြစ်လေသည်ကျမပြောတကယ်တို့ သူကိုယ်တွင်၌အဖိုးထိုက်တန်သောအရည်ချင်းများရှိသည်ဟုအကယ်ပင်ထင်မှတ်ပြီးလျင်ရှေးခါကဖြစ်ခြင်းလိုဖြစ် ပြည့်၍ထားကြသောမျက်နှာနှင့်ကိုယ်ကာယတို့ကိုအထူးတလည်ခယူးဆိုင်၍ပြုပြင်လျာပြုပြင်ပြုပြင်ခြင်းနှင့်စိတ်ဓာတ်တို့၏အဟုန်ကြောင့်ရေမတွေ့ရသောကြာပန်းပင်ကဲ့သို့ရှေးကညှိုးနွမ်းလျက်ရှိသောသူကိုယ်ကာယလေးလည်းစိုးစိုးပြေးပြေးတွေ့တွေ့မွေဖြစ်၍လာ၏နှစ်လားလောက်ကြာသောအခါ ထိုနေရာမှကျမသည်ထွက်ခွာတော်မူဟုပြင်ဆင်လျက်ရှိစဉ်မေရီသည်ကျမထံသို့လာပြီးလင်ကျမတို့ဆရာတူနှင့်ကျမလက်ထပ်တော်မယ်တခင်မရဲ့ကျေးဇူးဟာအင်မတန်ကြီးလာပါတယ်ဟု၍ကျမကိုပြောပြ၏ကျမ ပြောလိုက်သော စကားလေး၅ခွန်းသည် မေရီ၏ဘဝကိုအသည့်ပြုပြင်ပြောင်းလဲပေးလိုက်လေသည်ဂျော့ဂျက်လီဗလန်သည်ပကန်းဆေးသူမလေးမေရီကို ိဋ္ဌိတင်ပေးလိုက်တဲ့ဖြင့်ထိုသို့တိဋ္ဌိတင်ပေးလိုက်ခြင်းသည် မေရီဤဘဝကို အသစ်ပြုပြင် ပြောင်းလဲလိုက်စေခြင်းပင်ဖြစ်လေသည် ပြင်သစ်ပြည်ရှိ အမေရိကန်ခြေလင်းစစ်သားများကို ပြုပြင်ရ၌ Henry Clay Risner ဆိုသူသည်ဤနည်းကိုပင် အသုံးပြုခဲ့ဘူးလေသည်ဂျင်းဂျီဟာဘော့ဆိုသူလူချစ်လူငယ်များသောအမေရိကန်စစ်ဗိုလ်ချုပ်ကြီးသည် ရစ်စနာနှင့်တွေ့စဉ်က ပြင်တစ်ပြည်ရှိနှစ်တန်းကျော်များရှိသောအမေရိကန်စစ်သားများသည်သူတွေ့ကြရသောစစ်သားများတို့တွင်အစဉ်ကျေဆုံးနှင့်သူစိတ်တိုင်းအကြဆုံးသောစစ်သားများဖြစ်သည်ဟုထုတ်ဖော်ပြောဆိုဝူလေသည်ဤစကားသည်အလွန်မင်းပို၍ချီးကျူးထားသောစကားဖြစ်ကောင်းဖြစ်ပါလိမ့်မည်သူရာတွင်ရစ်စနာသည် ထိုစကားကိုမြည်ခဲ့သောအုံချသည်ကြည်ကြအောင်ဆိုစစ်ဘိုလ်ချုပ်ကြီးကဤကဲ့သို့ပြောမှုသည့်အကြောင်းကိုစစ်သားများအား ပြန်ပြောပြရန်ကျွန်ုပ်ဒီမမေ့ချေ။ဤစကားဒီမှန်မမှန်ကိုကျွန်ုပ်ဒီတခါဘူးများစိတ်ကြောမေးမြန်းခြင်းမပြုချေ။ဘယ်ကြောင့်ဆိုတော့စစ်ဘိုလ်ချုပ်ကြီးပြောသည့်အတိုင်းပဲစစ်သားများကိုယ်တိုင်ကမကောင်းစီကမို့တာဖို့လို့စစ်ဘိုလ်ချုပ်ကြီးတယောက်လုံးကဤကဲ့သို့ပြောဆိုဒီကိုစစ်သားများကြားရလင်သူတို့ဒီစစ်ဘိုလ်ချုပ်ကြီးထင်သည့်အတိုင်းအမှန်ဖြစ်အောင်အေကန်စူးစမ်းကြပြီလိမ့်မည်ဟုကျွန်ုပ်ယုံကြည်သောကြောင့်ပင်ဖြစ်လေသည် ခွေးပင်ဖြစ်တော်လဲလူနာမီဆိုတခုအပေးခံရလင်တေရသည်လောက်နာကြည့်ဟူသောစကားပုံဟောင်းတခုရှိလေသည် သူရတွင်ထိုခွေးသည်နာမီကောင်းတခုပေးလိုက်လင်ဘာဖြစ်မည်ကိုသင်ကိုယ်တိုင်စောင့်ကြည့်ပါလော့မြားမကြာမီကအိတ်ချင်းဘူဖေးမှ အရာရှိတယောက်နဲ့ကျွန်ုပ်သည်တွေ့ဆုံခဲ့ဖို့ဤအိတ်ချင်းဘူဖေးသည်အချားမဟုတ်ပျော်ဝဲစားယုံ26ယုံကို စီမံအုပ်ချုပ်ရာဌာနဖြစ်လေသည် ထိုဌာနလက်အောက်ခံပျော်ဝဲစားယုံများတွင် စားတောက်ကြတော်သူများထံမှဆိုင်ရှင်သည်ညီရဲ့မိများကြသည်ဟုတောင်းခံခြင်းမပြုချေစားတောက်တော်သူများကမိမိတို့စားတောက်သည့်အတွက်မိမိတို့ကိုယ်တိုင်တွက်ချက်ပြီးလျှင်ပေးရွေကိုဆိုင်ရှင်ကယူလေသည်အဲချိန်ဘူဖေးကို1885ခုနှစ်ကအစပြုတည်ထောင်ခဲ့ထိုချိန်ခါကစ၍ယနေ့တိုင်အောင်လာရောက်စားတောက်တော်သူများသို့ဆိုင်ရှင်များက တခါဘူးမြ၊စည်ရင်တွေ့ရင်မတောင်းဘူးချေ။ထို့ကြောင့်ကျွန်ုပ်သည် ထိုအချိန်ဘူဖေး၏အရာရှိတဦးနှင့်တွေ့ဆုံသောအခါခမားတို့ဆိုင်တွင်မှလာပြီးစားတဲ့လူတွေကိုစောင့်ကြည့်ဖို့လူတွေမထားဘူးလား။လာစားရတဲ့လူတွေအားလုံးဟာဘယ်နည်းနဲ့မျှလူကောင်းတွေကြီးမဖြစ်နိုင်ဘူးဗျာ။ဟုတ်။အာအသင်စွာနဲ့ကျွန်ုပ်ကမေးလေသည်။စောင့်ကြည့်ဖို့လူတွေကို ကျွန်တော်တို့မထားပါဘူး။လိန်ကျင်တဲ့လူတွေလည်းလိန်မှာပဲ။ ကျွန်တော်တို့တော့မသိဘူးသို့ပေမဲ့ကျွန်တော်တို့ရဲ့စနစ်ဟာလုံလို့တော့ဖြစ်တာပဲအကယ်၍ဒီစနစ်ဟာလုံမဖြစ်ဘူးဆိုရင် ခုလိုနှစ်ပေါင်း90ကျော်ဘယ်နဲ့ခံနိုင်ပါမလဲထိုရာရှိကကျွန်တော်ကပြန်ပြောဘူးလေသည်အဲ့ချင်းဘူဖေးသည် လူတိုင်းယူသားဖြောင့်မှန်သည်ဟုယုံကြည်ကြောင်းလူတိုင်းအားသိစေလေသည် ထို့ကြောင့်တထည့်ဖြစ်ဖြစ်ဆင်းရဲသားဖြစ်ဖြစ်တရောင်းစားဖြစ်ဖြစ် တခိုးပဲဖြစ်ဖြစ်လူတိုင်းသည်သူတို့ကိုယူသားသည်ဟုသိထီတင်ထားသည့်အတိုင်းယူသားဖြောင့်မတ်စွာဆက်ဆံကြလိမ့်မည်ကလင်ချုံတဲဦးနှင့်ဆက်ဆံရမည်ဆိုရင်ထိုကလင်ချုံကိုကောင်းလာအောင်လုပ်ရန်ဤတနည်းသာရှိလိမ့်မည်ထိုနည်းမှာအခြားမဟုတ်ထိုကလင်ချုံကိုတမာရီရှိသောဂုံတွေရှိလူကြီးလူကောင်းတို့ဦးကဲ့သို့တဘောထား၍ဆက်ဆံမှာထိုတို့ဆက်ဆံခြင်းကိုခံရသောအခါ ထိုကလင်ချုံသည် အတော်ကြီးတွေးမြောက်ပြီးလျင်ဂုံတရေရှိ လူကြီးလူကောင်းတို့နေဖြင့်ပြန်၍ဆက်ဆံမိလိမ့်မည်သူ့ကိုယုံကြည်တော်လူများလည်းရှိသေးရဟု၍ဂုံယူပေလိမ့်မည်အစရှိသည့်ဖြင့်ဆင်းဆင်းတောင်ဤထောင်ပန်ကြီးဖြစ်သူကဘာကျော် love ဆိုသူကထုတ်ပေါ်ပြောဆိုမှုလေသည်ထောင်ပန်ကြီးသည်ဆိုးပေလိမ့်မည်ဆိုသော လူဆိုးလူလိမ်များနှင့်အမြဲတမ်းဆက်ဆံနေရသောကြောင့်သူ၏အကြံပေးချက်မှာ အထူးလေးနဲ့လှပေးသည်ဤချံပေးချံမှာအထူးမှတ်သားဝယ်ကောင်းသောကြောင့်တကြိမ်ထိုက်၍အောက်တွင်ပေါ်ပြလိုက်ပါအံ့ကလင်ချုံတို့ဦးနှင့်ဆက်ဆံရမည်ဆိုလျှင် ထိုကလင်ချုံကိုကောင်းလာအောင်လုပ်ရန် နီးတနည်းသာလည်းရှိလေသည် ထိုနည်းမှာအချားမဟုတ်ထိုကလင်ချုံကိုတမာရရှိသောဂုံတွေရှိ လူကြီးလူကောင်းတို့ဦးကဲ့သို့တဘောထား၍ဆက်ဆံပါထိုသူဆက်ဆံခြင်းကိုခံရသောအခါ ထိုကလင်ခြုံသည် အတော်တွေးမြောက်ပြီးလျင်ဂုံသေးရှိလူကြီးလူကောင်းအနေဖြင့်ပြန်၍ဆက်ဆံပေးလိမ့်မည်သူ့ကိုယုံကြည်သောလူများသည် ရှိသေးရဟု၍ဂုံယူပေးလိမ့်မည်ထို့ကြောင့်တစ်ဖက်သားကိုမျက်မုံးမကြိုစိတ်မဆိုးစေပဲထိုသူ၏အကျင့်စာရိတ္တကိုပြုပြင်ပြောင်းလဲပေးခြင်းလျင်ဥရိတအမှတ်ခွန်သည်တစ်ဖက်သားကိုသိတိတင်ပေးပါဟုတ်ကဲ့ပါ နားဆင်ပေးခဲ့ကြတဲ့တဝူးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ